ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် subscribe လေးများအင်ဦးဆုံးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုတင်ဆက်ပေးမယ်အကြောင်းအရာကတော့မဟာလာကြီးတက်မတော်ကတိုက်ရင်လိုက်ပြောအောင်ဆော်လာနိုင်ခဲ့သောလက်သုံးချောင်းတဲ့အတဲ့သော PDF များစသည်ပြောပြပါမယ်လို့တိုင်းတန်တယ်မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်နိုင်မို့လို့အတွက်ကိုလည်း ညီမမရှိတဲ့ရဲဘော်တွေကလက်တွေလှုပ်ဆောင်နေတယ်အဲ့တော့နိုင်ကိုနိုင်ပါနော်အခုဆိုရင်ကျွန်တော်မိတ်ဆွေတွေကြည့်ကြည့်လိုက်နေ့စဉ်အမြမင်္ဂလာသတင်းတွေကြားနေရတယ်ဟုတ်တယ်ဟုတ် PDF တွေစွမ်းရည်ကဘလို့တက်လာလဲဆိုတော့စက္ခရရဲ့စကြောင်းတွေကိုတက်ရင်းလိုက်ပြုတ်အောင်ဆိုနေကြတယ်တန်နေတော့မဟုတ်ဘူးတန်နေတော့မဟုတ်ဘူးနော် ်ဆိုတော့လက်သုံးချောင်းနဲ့စခဲ့တယ်လက်သုံးချောင်းထောင်ခဲ့တယ်အဲ့ဒီကနေပြီးတော့အခုလက်ညှိုးကိုးတဲ့အစင်တွေရောက်လာကြပြီလက်ညှိုးတော့မယူကိုးတာမဟုတ်စခါတွေရေးလဲပုံစံပြီးပြီးတော့ကဲ့နေတဲ့အစင်ကိုရောက်လာကြပြီဒါပြင်အခုကြပိုက်မှာကျွန်တော်တို့မင်္ဂလာသတင်းတွေဘာတွေထက်ကြရလဲဆိုတော့ကပ္ပစတွေ အေးလဲဦးနှွားနေတာနော်အဲ brief worry of မြန်မာပေါ့နော်အဲ့ဒီအဖွဲ့ဆိုလို့ရှိရင်လည်းမနေ့ကလည်းကပ္ပဆာတွေကစ်ပလိုက်တယ်တခြားအဖွဲ့တွေကလည်းကပ္ပဆာတွေကစ်တယ်ကပ္ပဆာဆိုတာအလုံးသိတဲ့အတိုင်းပဲကာကွယ်ပစ္စည်းဆက်ယုံပေါ့နော်စက္ခရီအတွက်မရှိမဖြစ်လိုအပ်တာပေါ့တို့က တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေတို့ရှိမလာနိုင်ဘူးလို့တို့ကတွက်ထားတယ်တွက်ထားပြီးတော့မြန်မာပြည်လည်းပိုင်းပါဗျာနော်မကွေးတို့မန္တလေးတို့ပဲခိုးတို့ AR မြက်ကအရှိုးနဲ့အောင်ချုံနဲ့မှာကပ္ပစာဆက်ရုံကဝဲပစ္စည်းဆက်ရုံနဲ့တည်ထားပြီးတော့လှုပ်ထားတာအခုအဲ့ဒီကပ္ပဝဲပစ္စည်းဆက်ရုံတွေကိုရေးလဲနှောင်းနေပြီဆိုပြီးခဲ့တဲ့ရပိုင်းကဆိုလို့ရှိရင်လေဗမာအာမီလို့ခေါ်တဲ့ BA ပေါ့နော်သူကလည်း ရေးလဲနှောင်းနေတာကပ္ပစားတွေဝင်ကက်လိုက်တယ်ဆိုတော့စက္ကတွေကအဖက်ဖက်ကနေပြီးတော့ရေးလဲလဲကိုထိနေတာဒါပေမဲ့တစ်ဖက်မှာစိတ်မကောင်းစရာတခုကလာရှိုးကိုတရုတ်ဖိအားကြောင့် MND ကပြန်ပြေးလိုက်တယ်ပေါ့ဒါတော့စိတ်မကောင်းစရာပါအဲ့ဒီနောက်ွယ်မှာတော့ င်းရုံနဲ့ MNDA နဲ့စကားစနဲ့ကြားထဲမှာဘာတွေနားလည်မှုတွေရှိလဲတော့ကျွန်တော်မသိဘူးပေါ့နော်ဒါပေမဲ့တရုတ်ကစီမံခန့်ခွဲမှုနဲ့လာရှို့ပြန်ပြေးလိုက်ရတယ်ပေါ့စရာတကောရစိတ်မကောင်းစရာပေါ့ဆိုတော့ဒီနေရာမှာ MNDA အနေနဲ့ကလည်းယမခဖြစ်ဖြစ်လာရှို့ဖြစ်ဖြစ်တိုက်ခဲ့တာကကိုတဖွဲ့တယ်မဟုတ်ဘူးလေနော် အဖွဲ့ပေါင်းစုံလူပေါင်းစုံကတိုက်ခိုက်ကြတာအဲ့တော့အခုလူတွေကမေးနေကြတယ်ရမခမှာလာရှုမှာတိုက်ခဲ့ကြတဲ့အဖွဲ့တွေအနေနဲ့ MNDA ရှေ့ကနေဘာတွေသဘောတူညီချက်တွေဘာနားလည်မှုတွေနဲ့ သွားပြီးတော့တိုက်ခဲ့ကြတာလိုက်ဆိုပြီးတော့မေကွန်နဲ့မိလာကြတာဆိုတော့ဒါကလာရှုဆိုတာသွားပြီးသိမ်းခဲ့တာယမခဆိုတာသွားပြီးသိမ်းခဲ့တယ်ဆိုတာကပြည်တော်စုစိတ်ချတဲ့သွားသိမ်းတာလीနော်ဆိုတော့ကိုကကိစ္စဗမာကိစ္စကိုကကိစ္စကချင်ကိစ္စကိုကကိစ္စကရနီကိစ္စဆိုပြီးတော့တိုင်းသားလူမျိုးပေါင်းစုံကသွားပြီးတော့ဝိုင်းပြီးတော့တိုက်ခဲ့ကြတာ

ဒီ DNL ရဲ့သိမ့်ပိုက်ထားတဲ့နေမြေတွေမှာစခါတွေကတံပြန်ထိုးစစ်ဆိုပြီးပြန်လုပ်ဖို့ကြိုးစားလာတာကိုကျွန်တော်တွေ့ရမှာလေကြောင်းကနေပြီးတော့အစိတ်ငွေဘုံနေနဲ့ဥငဲချပြီးတော့ပြည်သူတွေကိုတက်ဖြတ်နေတာနော်ဆိုတော့ DNA ကိုထိုးစစ်ဆင်နေတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ် ဆိုတော့ဒီနေရာမှာကျွန်တော် TNND ကိုလည်းသတင်းစကားပေးချင်တယ်ကျွန်တော်တို့ကကိုသွားချင်တဲ့ပန်းတိုင်ကိုမရောက်သေးဘူးလေမရောက်သေးဘူးဆိုတော့ကျွန်တော်တို့ကမဟာမိတ်အဖွဲ့တွေအကုန်လုံးစုပေါင်းပြီးတိုက်ကြရမှာမင်္ဂလာပါဗျမင်္ဂလာပါဟုတ်တိုက်ကြရမှာအဲ့တော့ဒီချိန်မှာနော်ဒေါ်လိုင်းကာစာဖြစ်ဖြစ် နော်ဒေါ်လိုင်းကာလာဖြစ်ဖြစ်ဒေါ်လိုင်းပြီးသွားတဲ့အချိန်ဖြစ်ဖြစ်ကျွန်တော်တို့ တောင်းဖဲ့ဖြစ်ဖြစ်နော်ဒီ energy ဖြစ်ဖြစ်ဒေဖွဲ့ဖြစ်ဖြစ်ကျွန်တော်တို့ကမဟာမိတ်ဆက်ဆံရေးနဲ့ညီညွတ်ရေးတွေနဲ့ဒီလိုသွားကြရမှာနော်ဒီလိုသွားကြရမှာဆိုတော့အခါကျတော့အခုတောင်ခန်းကိုစစ်ကောင်စီကလုံနေတယ်ဆိုတဲ့ဟာကကျွန်တော်တော်တော်လေးကိုစိတ်ပူပဲစိတ်ပူတယ်ဆိုတော့ဖြစ်စေချင်တာတော့ ကျွန်တော်တို့ DNA အနေနဲ့ကမဟာမိတ်တွေနဲ့เนาะပြန်ပြီးတော့သွေးသက်လောင်းပြီးတော့မဟာမိတ်ဆက်ဆက်ရေးကိုပို့ပြီးခိုင်မာအောင်လုပ်ပြီးတော့ပူပေါင်းပူတွဲဆက်ဆက်ရေးတွေလှုပ်ဆောင်ဖို့လိုလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်เนาะကျွန်တော်တို့အဲ့လိုမျိုးထင်တယ်ဘာကြောင့်လဲဆိုတော့ကိုကောင်တွေကအခုအင်အားစုဖွဲ့ပြီးတော့အလုံးရင်းနဲ့ပြန်ပြီးတော့ ထိုးစစ်ဆင်နေတယ်ဆိုတဲ့သတင်းစကားကိုကျွန်တော်ကကြားနေရတယ်။ဆိုတော့ DNA ကိုတိုက်တာကလူဒေါ်လာကိုတိုက်တာနဲ့အတူတူပဲ။ဆိုတော့အဲ့ဒီတောင်ခမ်းနောင်ချိုးအဲ့ဘက်ဒီတခါဒီဘက်ဆိုလို့ရှိရင်မိုးကုတ်ပေါ့ဗျာနော်။မနေ့ကဆိုလဲဖားကံဘက်ကိုစစ်ကြောင်းထူတယ်ဆိုပြီးကျွန်တော်ကြားရတယ်။ဒါတွေကဒေါ်လာကြီးနဲ့ဒိုက်ဆက်ဆက်နေတယ်။အဲ့တော့ကျွန်တော်အနေနဲ့ပြောပြချင်တာက DNL အနေနဲ့ဂျန်နက်မဟာမိတ်တွေကိုပြန်ပြီးတော့မဟာမိတ်ဆက်ဆံရေးနဲ့ဖိတ်ခေါ်ပြီးတော့ရန်သူကိုကျွန်တော်တို့အင်းနဲ့အားနဲ့ပြန်ခြေမုံမှရလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်။ဘာကြောင့်လဲဆိုတော့ဟိုကောင်လေးကအကူအကကိုကန့်နဲ့အပြစ်ရသွားပြီဆိုတော့ လာရှိုးလည်းပြန်ပေးလိုက်ပြီဆိုတော့ဟိုကောင်တွေကအကွာကနည်းနည်းဒီဘက်ကိုအာယုံစိုက်လာမဲ့သဘောမျိုးရှိတယ်နော်ဆိုတော့ကျွန်တော်တို့လာရှိုးဆိုတာရမခဆိုတာတင်းခဲ့တာလေ MDA တဖွဲ့တည်းတင်းတင်းခဲ့တာမဟုတ်ဘူးလေတပ်ပေါင်းစုတွေတင်းခဲ့တာအခုတောင်ခမ်းလို့ဘာလို့ဆိုလဲထုံနီးတူဆိုပဲအဲ့တော့ဟုတ်ပြီ DNA တွေကတော့နာမည်ခံထားတယ်ဒါပေမဲ့ဒီဘက်မှာ နော်ရန်သူကိုပြန်ပြီးတော့ကောင်တာပြန်ပြီးတော့ထိုးစစ်ဆင်ဖို့ဆိုလို့ရှိရင်ဒီအန္တရာယ်ကရန်သူတက်ခြေလှမ်းဥပုလို့ရတယ်နော်ဆိုတော့ဆရာနေကဒီမှာလာပြီးတော့ comment ရေးထားရှိပါတယ်ကျွန်တော်ဖတ်ပြမယ်စစ်ကောင်စီနဲ့ EO တွေတဲ့ bilateral dialogue ဖြစ်အောင်ဝိုင်းလုပ်နေကြတယ်တဲ့ ွက်ကြားစင်ပြီးရှိမယ်တဲ့အချိုးမညီလွတ်မြောက်မဲ့အနေရရှိတယ်တဲ့အဲ့ဒါကိုဝိုင်းစစဖို့လိုတယ်တဲ့အဲ့တော့ဆရာနေပြောတဲ့ comment ကိုပဲကျွန်တော်ဆင့်ပွားပြီးတော့ဆွေးနွေးရလို့ရှိရင်စင်ကောင်စီကခဲဆဆက်အကြံဖက်ဆက်တတ်ဒီကအခုမှအဲ့လိုမျိုးခွဲထုတ်ပြီးတော့ဖဲ့ထုတ်ပြီးတော့စီယုံပြီးတော့လောက်တာမဟုတ်ပါဘူး ခဲဆက်ဆက်ကိုသူတို့က divide and conquer နဲ့ divide and rule ဆိုတဲ့ပုံစံမျိုးနဲ့ဟိုဘက်နဲ့အပြည့်ရဒီဘက်နဲ့เนาะဒီဘက်ကိုပိုတိုက်ဒီလိုမျိုးနဲ့သူတို့စစ်ကစားပြီးလုပ်လာတာကတော်တော်ကြာခဲ့ပါပြီဆိုတော့ဒါအခုမှမဟုတ်ဘူးဆိုတော့ဒီပေါ်မှာနားရောက်ပြီးပါသွားမယ်ဆိုရင်တော့ဘယ်တိုင်းသားအဖွဲ့အစည်းဖြစ်ဖြစ်ကျွန်တော်တို့ တမိုင်းသင်ကန်းစားကိုကောင်းကောင်းမယူလို့ပဲဖြစ်ရမယ်လို့ဆိုတော့ဒီလိုပဲပြောချင်တယ်နော်ဘောက်ဆိုတော့မြမဘီရွဲစက်ကနှစ်ပေါင်း80ကျော်နေပြီပဲနော်နှစ်ပေါင်း80ကျော်နေပြီပဲဒါကိုအကုန်လုံးလဲသိနေတာပဲနော်နောက်ခေဆက်ဆက်မှာအပြည့်ရက်ဒီဘက်နဲ့ပြည့်ရက်ပြီးဟိုဘက်ကိုပို့တိုက်ဒီလိုမျိုးလုပ်နေကြတာလဲတွေ့နေရပါအခု ရခိုင်ဘက်မှာဆိုလို့ရှိရင်ကြောက်ဖြူစီးပွားရေးဆိုအဲ့ဒီအတွက်ကိုစကောင်စီကအပြင်းထန်ထိုးစစ်ပြန်စစ်နေဆိုတဲ့တဲ့လည်းကျွန်တော်တို့ကြားနေရဟုတ်တယ်ဟုတ်ဆိုတော့အဲ့ဒါကြီးအကုန်လုံးကကုနာကဆက်ဆက်နေတယ်လीနော်ကုကန့်ကလာရှုပ်ပြန်ပေးလိုက်တာ ਨੇ ဆိုတဲ့အခါကျတော့ဒါဒေါ်လာရေးကိုတစုံတရာတော့ရိုက်ခတ်မှုတော့ရှိတာပေါ့အဲ့တော့ကိုကအနေနဲ့ကလည်းနော်တရုတ်နဲ့ face to face စကားပြောတဲ့အခါမှာလွန်ဆန်လို့မရလို့ပြီးရတယ်နိုင်ငံရေးဖြည့်ရအကြောင်းဆိုတာကိုသူတို့ကလည်းတရားဝင်ထုတ်ပြောတာအဲ့တော့ဟုတ်ပြီမြန်မာချင်းစာရေးရ တရုတ်ကိုလုံဆန်လို့မရဘူးဆိုရင်နောက်ွယ်မှာကိုကန့်အနေနဲ့ယူနီဖောင်းပြောင်းဝတ်ပြီးတော့ကိုကန့်သည်တအားဖြစ်လို့ရတယ်ကိုကန့်သည် KIA ဖြစ်လို့ရတယ်ကိုကန့်သည် PDF ဖြစ်လို့ရတယ်အပြန်လာအပြန်ဒီဘက်ဒီမှာလာပြီးတော့ယူနီဖောင်းပြောင်းဝတ်ပြီးတော့ပြန်လာပြီးတော့အပြန်လဲကျေးဇူးတော်ပြုစီကြတယ် ငါတို့ကတော့တရုတ်ပြည်အကြောင်းစုပ်ပေးလိုက်ရတယ်ဆိုတော့ပုံစံမျိုးနဲ့ကိုဂျိုးစီဘွားကွက်ကွက်လေးလုတ်သွားတယ်ဆိုတော့ပုံစံမျိုးတမိုင်းမှာအမဲဆက်မထင်ရအောင်တော့လုတ်တင်လာဆိုတော့ DNL ဆိုလို့ရှိရင်လည်းကျွန်တော်သတင်းစကားပေးချင်တာကပြီးခဲ့တဲ့လပိုင်းဒီမှာဆိုရင်မာမိတ်အချင်းချင်းကြားထဲမှာเนาะပွက်တိုက်မှုတွေဖြစ်ခဲ့တာကြီးကျွန်တော်တို့စိတ်မချမ်းသာစရာတွေ့ခဲ့ရတယ် ဆိုတော့ဒါကိုကျွန်တော်တို့ကသင်ခန်းစာယူပြီးတော့ငါတို့ကမဟာမိတ်တွေဖြစ်တယ်ငါတို့ကဘုံရန်သူကိုတက်ရမယ်ငါတို့တယောက်တည်းစွမ်းအားနဲ့ဆိုဒီကောင်းကို လုံးလုံးမရဘူးဆိုတော့ကိုအမှန်တိုင်းသိမြင်လက်ခံပြီးတော့ကျွန်တော်တို့မဟာမိတ်ဆက်ဆံရေးတွေနဲ့အင်အားစုဖွဲ့ပြီးတော့ဘုံရန်သူကိုအရင်တိုက်ချဖို့ဆိုတော့ဒီနေရာကနေတိုက်တွန်းကြတယ်ဆိုတော့ ဒီအထက်မှာကျွန်တော်တို့အများကြီးပဲအားရစရာကောင်းတာတွေတွေ့ရတယ်။မြမပီအလဲပိုင်းမှာနေရာဘောင်းဆောင်မှာကျွန်တော်တရင်နေအောင်မမတ်မိတော့ဘူး။တို့ကြနေကိုစကြောင်းကိုဖြတ်တက်လိုက်ပြီ။ GN နေမှာဆိုလို့ရှိရင်လည်းစခန်းတွေကိုတောက်လျှောက်ပိန်းနေရတယ်ကျွန်တော်တို့တွေ့ကြရတယ်။ဒါတွေကအလွန်ပဲဝမ်းသာစရာကောင်းတယ် တခါ KIA ကဗမောစကခကိုထိုးစစ်ဆင်နေတာတတော်လေးကိုအားရစရာကောင်းတယ်ဆိုပြီးတော့ကချင် page မှာ share ထားတာကိုကျွန်တော်တို့တွေ့ရတယ်။ဟိုကောင်နေအခြေအနေမကောင်းတော့ဆိုတဲ့တင်းစကားလည်းကြားရတယ်။ဆိုတော့ဒါတွေကကျွန်တော်တို့ကဝမ်းသာစရာတင်းစကားတွေနော်။ဆိုတော့ဒေါ်လာကြီးကကျွန်တော်တို့ကအောင်ကိုအောင်မှာဖြစ်တယ်။ နိုင်အောင်လဲမြေမှာလုံနေတဲ့လူတွေကလုံနေကြတယ်အဲ့တော့ဒီဒေါ်လာကြီးအောင်ဖို့လို့အတွက်ကျွန်တော်တို့ပြည်သူအရောက်ချင်းစီတိုင်းကကိုလုံလို့ရတဲ့ဟာကိုလုတ်ပါကုလို့ရတဲ့ဟာကိုကုပါအဲ့တော့အခုရပိုင်းမှာကျွန်တော်တို့ဗမာမျိုးသားဒေါ်လာကြီးတက်တော့နော်ကျွန်တော်တို့ BNR ဘုန်းကားတို့ဥဆောင်တဲ့အဖွဲ့ကသူတို့ campaign လုပ်နေတာရှိတယ် သူတို့ဆိုတာကလွတ်လပ်တဲ့အဖွဲ့အစည်းအနေနဲ့ယက်တည်နေပြီးတော့ဒီကိုမျက်မှောက်ပြုပြီးတော့အမှန်တရားအတွက်ယက်တည်နေတဲ့အဖွဲ့ဖြစ်တဲ့အတွက်အဲ့ project မှာလည်းသွားပြီးတော့ပါဝင်ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်တယ်အနိုင်ဆုံးပါဝင်ခြင်းကိုလည်းတရင်စကားပေးပါเนาะဖြစ်နိုင်ကိုယ်တိုင်ပါဝင်ပါလို့ကျွန်တော်လည်းတိုက်တွန်းခွာပေးနေကျွန်တော်ဒီနေ့ဒီ live ကိုတောင်းနေပဲရနာပြရစီကျွန်တော်တို့အရေးတော်ပုံမုတ်ချ အောင်ကိုအောင်ပါဖြစ်တယ်ရေတော်ပေါ်မုတ်ချအောင်ရမီအောင်ရမီအောင်ရမီ